င်္ဂလားပြည်လယ်အော်မှာဖြစ်ပေါ်နေတဲ့ဆိုက်ကလုန်းမုန်တိုင်းမူထာဟာဒီကနေ့ညပိုင်းမှာအိန္ဒိယနိုင်ငံအင်ဒရာပရာဒက်ကန်ကြီးကိုဝင်ရောက်နေပြီဖြစ်ပါတယ်။အဲ့ဒီမုန်တိုင်းဟာနေပြည်နယ်ရပ်ဝန်ဖြစ်အာရွတ်သွားပြီးဘင်္ဂလားဒေ့နိုင်ငံနေဆက်တိဆက်လက်ရွေ့လျားသွားနိုင်ပါတယ်။ဆိုက်ကလုန်းမုန်တိုင်းမူထာရဲ့အရှိန်ကြောင့်ဒီကနေ့ညကနေနိုဝင်ဘာလ2ရက်နေ့ထိ9ရက်တာအတွင်းရခိုင်ပြည်အတွင်းမိုးများနိုင်ပြီးမွေးကြိမ်လေးလက်မခံတရရှိနိုင်ပါတယ်။နောက်ထပ်မိုးများနိုင်တဲ့ဒေသတွေကတော့အေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့ဖြစ်ပြီး ဝီးချိန်တုံးလမထက်ရရှိနိုင်ပါတယ်ရှင်။မနေ့ပြန်တော်မူရနိုင်တဲ့ခံမှန်ချက်တွေအနေနဲ့ကတော့တနင်္သာရီတိုင်းမှာနေရာစိတ်စိတ်မူရနိုင်ပြီးရခိုင်၊ကရင်မွန်း၊အေရဝတီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာကျကျကျမူရနိုင်ပါတယ်။ရှမ်းပြည်တောင်ပိုင်း၊ချင်း၊ပဲခူးတိုင်း၊မကွေတိုင်း၊စကိုင်းတိုင်းထပ်ပိုင်းနဲ့မန္တလေးတိုင်းတို့မှာတော့နေရာကွက်ကြောင်မူရနိုင်တယ်လို့မိုးလေဝသခံမှန်ချက်မော်ဒယ်တွေမှာဖော်ပြထားပါတယ်ရှင်။မွန်ထာမုံတိုင်းရဲ့ဂျင်ကြံဒေတာတွေနဲ့အထက်လီဝေလိုင်းတွေကြောင့် နိုဝင်ဘာလ2ရက်နေ့ကနေ4ရက်နေ့အတွင်းမှာမြန်မာတနိုင်ငံလုံးမိုးထစ်ချုံရနိုင်ပါတယ်။နေရာကွက်ပြီးမိုးသေးထန်နိုင်တဲ့ဒေသတွေဖြစ်တဲ့ကချင်၊ရှမ်း၊ကရင်၊မွန်၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းတို့မှာအဲ့ဒီသုံးရက်တွင်မိုးရိပ်ချိန်သုံးလမကနေ၄လမထက်ရရှိနိုင်ပါတယ်။ CC Block ဖော်ရဲ့မိုးလေဝသခန့်မှန်းချက်မှာအထူးသတိပေးချက်ဖြစ်အသိပေးလိုတာကပင်လယ်ပြင်မိုးလေဝသအခြေအနေပဲဖြစ်ပါရဲ့ရှင်။ မြို့ဝကျုံပေါ်ရခိုင်ကယူရန်တခြားနယ်ကံလွန်ပင်လယ်ပြင်တွေမှာ၄တိုက်နှုန်းတနားီမိုင်30ကနေ35မိုင်ထိတိုက်ခတ်နိုင်ပြီးလှိုင်အမြင့်ပေဟာ6ပေကနေ17ပေထိရှိနေနိုင်ပါတယ်။မုတ်တမအွေမွန်တနင်္သာရီကံယူရန်တခြားနယ်ကံလွန်ပင်လယ်ပြင်တွေမှာတော့၄တိုက်နှုန်းဟာတနားီ25မိုင်ကနေ30မိုင်ထိရှိနိုင်ပြီးလှိုင်အမြင့်ပေဟာ6ပေကနေ10ပေခန့်ထိရှိနိုင်တာကြောင့်ပင်လယ်ပြင်ခရီးသွားတွေနဲ့ကဏီကံဝေးရေလောက်တာဦးကြီးတွေအနေနဲ့ပင်လယ်ပြင်တွင်မထောက်ခါကြဖို့တိုက်တွန်းပန်ကြားလိုပါတယ်ရှင်။ မူလဝတ္ထဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CG platform ရဲ့မူလဝတ္ထခန့်မှန်းချက်တင်တွေကိုဆက်လက်ဆောက်ကြည့်ပေးကြပါလို့မြန်တန်ရခန့်အပါရရှင်